အခုပြောမယ့်အကြောင်းလေးကတော့ကျန်းမာရေးနဲ့ညီညွတ်သောအစားအစာ healthy diet ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်သောအစားအစာဆိုသည်မှာအစာလေးစေးစေးလေးအစာဆိုတဲ့အတိုင်းအစားအစာမျိုးစအုပ်စုမျိုးမျိုးကိုအချိုးအစားမှန်ကန်စွာရွေးချယ်စားသုံးခြင်းဖြင့်ကိုယ်ခန္ဓာအတွက်လိုအပ်သောအာဟာရဓာတ်များကို ရရှိစေပြီးယောဂကင်ဝေးကျန်းမာရေးနဲ့ပြည့်စုံစေခြင်းဖြစ်ပါတယ်။ခန္ဓာကိုယ်ဟာအာဟာရဓာတ်မျိုးစုံလိုအပ်တဲ့အတွက်အစာအုပ်စုမျိုးစုံအောင်စားပေးဖို့လိုအပ်ပါတယ် အဓိကအစာအုပ်စုတွေကတော့ကစီဓာတ်ကာဗိုဟိုက်ဒရိတ်အသားဓာတ်ပရိုတင်းအဆီဓာတ်သစ်သီးမျိုးစုံ ဟင်းသီးဟင်းရွက်မျိုးစုံတို့ကိုစုံလင်အောင် စားသုံးသင့်ပါတယ်အိမ်မှာ healthy place စနစ်ဆိုတာကတော့အစားအစာအချိုးအစားတစ်မျိုးစီကိုပကံတစ်ချက်စာမှာအချိုးအစားခန့်မှန်းသတ်မှတ်ပြီးဘယ်လိုစားရမလဲဆိုတာဖြစ်ပါတယ် ဲ့တော့ပကန်းရဲ့တဝက်ပကန်းရဲ့၄ပုံ၂ပုံပေါ့ဟင်းသီးဟင်းရွက်နဲ့အသီးများစားသင့်ပါတယ်။ကျန်တဲ့၄ပုံတပုံကတော့ကာဘိုဟိုက်ဒရိတ်ကစီတက်ဖြစ်တဲ့ဥမာထမင်းတို့ပေါင်းမုံတို့အစစ်အစံတို့ခစုံဥတို့အာလူးတို့စသဖြင့်စားပါမယ်။ထမင်းကတော့အကြမ်းမြင့်အဖြစ်တနတ်စာမှာထမင်းဆောင်ဆုံး ရှင်းဆုံးကခွတ်တော့ half cup လောက်ဆိုရင်လုံလောက်ပါတယ်သူတက်နေနိုင်ရင်လည်းနေစားတာပိုကောင်းပါတယ်ကျန်တဲ့၄ပုံတပုံကတော့ protein အသားဓာတ်ဖြစ်ပါတယ်အသားကိုလက်တဝါးစားသုံးဖို့လက်သီးစုပ်အရွယ်အစားစားသင့်ပါတယ်တနတ်စာအတွက်ဖြစ်ပါတယ်အဲ့ဒါအပြင်အသားအပြင်ကိုကြက်ဥတို့ပဲအမျိုးမျိုးတို့လည်းပါဝင်ပါတယ်ဒီပုံလေးကတော့ healthy plate ရဲ့ပုံလေးဖြစ်ပါတယ် အဲ့တော့လေးပုံနှစ်ပုံကဟင်းသီးဟင်းရွက်အဲလေးပုံတစ်ပုံကထမင်းနဲ့လေးပုံတစ်ပုံကအသားဓာတ်အစားဓာတ်ပါတယ်အဲ့တော့အခုကတော့အစာအုပ်စုတွေကိုဘယ်လိုရွေးချက်စားသုံးသင့်လဲဆိုတာကိုပြောပါမယ်။မဂ္ဂဇီးတာကာဘိုဟိုက်ဒရိတ်မှာဆိုရင်ကျမတို့ဟာထုံးစံစားနေကြဆန်အဖြူအစားဆန်လုံးညို brown rice ကပိုကောင်းပါတယ်။ပေါင်မုံအဖြူအစားပေါင်မုံအညို whole wheat bread ကပိုကောင်းပါတယ်။အခြား whole grain တွေဖြစ်တဲ့ oat တို့ barley တို့ quinoa တို့ကိုလည်းရွေးချက်စားသုံးသင့်ပါတယ်။ ကစီတော့ကိုအဲ့လိုရွေးချယ်စားသုံးညအဖြစ်သွေးရင်းသကြားတတ်တဲ့အစီတက်ကိုရောကြစေပြီးတော့စီးကြုံတဲ့နှလုံးရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။အမြင့်တက်ဖိုင်ဘာများတဲ့အတွက်ကြောင့်အစာအကျေလွယ်ချက်လွယ်ပါတယ်။အစာလည်းခံနိုင်ပါတယ်။ဦးကျမ်းမာရေးအတွက်ပို့ပြီးတော့ကောင်းပါတယ်။ အသားဓာတ်မှာလည်းပဲ lean protein နဲ့ red meat ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ lean protein ဆိုတာကတော့အဆီနဲတဲ့အရေခွန်မပါတဲ့ကြက်သားတို့၊ကြက်ဆန်သားတို့၊ငါးအမျိုးမျိုးအဆီမပါတဲ့ဝက်သားတို့ဖြစ်ပါတယ်။ကြက်ဥနဲ့ပဲအမျိုးမျိုးလည်း lean protein နဲ့မှာပါဝင်ပါတယ်။ရွေးချယ်စားသုံးသပ်ပါတယ်။နောက်တစ်မျိုးကတော့ red meat တွေအနည်းအောင်ရှိတဲ့အသားတွေအမဲသားတို့၊စိတ်သားတို့၊သိုးသားတို့ဖြစ်ပါတယ်။အဲ့ဒီမှာအဆီပါတဲ့ဝက်သားကိုလည်းပဲ red meat မဟုတ်ပေမဲ့အဲ့အုပ်စုထဲမှာပဲထည့်ထားပြီးတော့ရှော့ပြီးတော့စားသင့်ပါတယ်။ အဲ့တော့ lean protein တွေဟာမကောင်းတဲ့အစီ saturated fat တွေနည်းပါတဲ့အတွက်ကြောင့်မလို့စားသုံးသင့်ပါတယ်။အဲ့လိုအာ saturated fat တွေနည်းတဲ့အတွက်အကြောင်းမလို့လည်းပဲနှလုံးရောဂါစီးချိုနဲ့ဥကင်စာတို့ကိုကာကွယ်ပေးနိုင်ပါတယ်။သူနဲ့ဆန်ကျင်ပဲ red meat ရာအနေအရှိတဲ့အသားတွေကတော့ saturated fat မကောင်းတဲ့အစီတွေများတဲ့အတွက်ကြောင့်မလို့ယောဂါတွေပို့ပြီးတော့ဖြတ်နိုင်ပါတယ်။တစ်ပတ်တစ်ချိန်နှစ်ချိန်ထပ်ပို့ပြီးတော့မစားသင့်ပါဘူး။ ီတက်မှာလည်းပဲကောင်းတဲ့အစီနဲ့မကောင်းတဲ့အစီဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ကောင်းတဲ့အစီတက်တွေထဲမှာဆိုလို့ရှိရင် mono unsaturated fat ဖြစ်တဲ့အဲမပြေဝအစီတွေပေါ့နော်။တန်လွင်စီတို့ထောပတ်သီတို့မြေပဲတို့သီဟိုစီတို့စားသင့်ပါတယ်။နောက် poly unsaturated fat ကတော့၅မျိုးမျိုးပါဝင်ပါတယ် salmon တို့ tuna တို့ mackerel တို့ အရာတွေပါဝင်ပါတယ်သူတို့ကစားသင့်ပါတယ်။နောက်မကောင်းတဲ့အစီတွေကတော့ saturated fat ပြည့်ဝအစီတွေဖြစ်ပါတယ်။အမဲသားစားတော့အနေအရရှိတဲ့အသားတွေ cheese တို့ tobacco တို့ margarine တို့အစီပြည့်တဲ့ food cream mix တို့အရာတွေကလျှော့ပြီးတော့စားသင့်ပါတယ်။နောက် trans fat အသွင်ပြောင်းအစီတွေဖြစ်တဲ့စီကြောစားတွေ ready made စားတွေအသင့်စားကုန်အလွယ်စားရတဲ့ fast food တွေတာရှည်ခံအောင်ပြုလုပ်ထားတဲ့အစာတွေမှာဆိုလို့ရှိရင် trans fat တွေပါတဲ့အတွက်ကြောင့်မလို့တတ်နိုင်ရမစားသင့်ပါဘူး။ ခြုံပြောရရင်တော့ကောင်းတဲ့အစီ healthy fat တွေဟာနှလုံးဦးနှောက်နဲ့အထွေထွေကျန်းမာရေးအတွက်ကောင်းပါတယ်။ vitamin A D E K တို့ကိုဆုပ်ယူတဲ့အခါမှာလည်းအဲအစီလိုအပ်တဲ့အတွက်ကြောင့်မလို့ healthy fat တွေကိုရွေးချက်စားသင့်ပါတယ်။မကောင်းတဲ့အစီအောင်တဲ့ healthy fat တွေကတော့အစီ cholesterol တက်စေပြီးနှလုံးနဲ့ခြားရောဂါများကိုဖြစ်စေပါတယ်။တောက်နိုင်အစီကို short စားတာကောင်းပါတယ်။ဟင်းချက်နည်းစနစ်မှာဆိုရင်လေပေါင်းခြင်းပြုတ်ခြင်းกินခြင်းတို့ဟာ စီကျော်ဟင်းများစီပြန်ဟင်းများထက်ဆောင်လို့ရှိရင်ပို့ပြီးတော့ကျမရဲ့နဲ့ညီညွတ်ပြီးတော့အဲ့လိုရွေးချယ်ပြီးတော့ချက်တင်ပါတယ်ဟင်းဒီဟင်းရွက်မှာဆိုရင်လည်းအယောင်စုံနဲ့အဝါရောင်အနီရောင်အစိမ်းရောင်ခန်းရောင်ပါတဲ့ဟင်းဒီဟင်းရွက်တွေဟာကယ်လိုရီလည်းနည်းပါတယ်ဗိုက်တာမင်နဲ့သတ္ထုဓာတ်ကျော်ရတဲ့အတွက်အစားသုံးသင့်ပါတယ်အမြင်ဖိုင်ဘာများပြီးတော့ဦးကျမရဲ့ကိုလည်းကောင်းစေပါတယ်အန်တီအောက်ဆီဒန့်စ်ပါတဲ့အတွက်ကင်ဆာရောဂါလိုလည်းကာကွယ်နိုင်ပါတယ် တည်တည်များကလည်းအဲ့လိုပါပဲတည်တည်မျိုးစုံကိုလက်စားသုံးပေးတင်ပါတယ်နောက်အရေးကြီးဆုံးချက်ကတော့ရေဖြစ်ပါတယ်ရေကိုအနည်းဆုံးတစ်နေ့ကို6ဖန်ခွက်ကနေ10ဖန်ခွက်ထိတောက်တင်ပါတယ်ရေဟာခန္ဓာကိုယ်လုပ်ငန်းစဉ်အားလုံးမှာလည်းပါဝင်ပြီးတော့သွေးလှပခြင်းကိုလည်းကူညီပေးပါတယ်ကျန်းမာရေးအစားအစာကိုရွေးချယ်စားသုံးညနေအတူပဲ တွဲပြီးလှုပ်တဲ့နာကတော့နေ့စဉ်ကိုလက်လှုပ်ရှားမှုလုပ်ပေးတင်ပါတယ်။ဥမာလမ်းလျှောက်ခြင်းရေကူးခြင်းကိုလက်လှုပ်ရှားလေးချက်ငါလှုပ်ခြင်းတို့ဖြင့်ခန္ဓာကိုယ်နဲ့ကြွတားများတာမစီပြီးတော့ကျန်းမာစေပါတယ်။ဤကုန်းချုပ်အားဖြင့်ဆိုရင်ကျန်းမာသောအစားအစာရဲ့အကျိုးကျေးဇူးတွေဟာ သွေးချိုသွေးအဆီဓာတ်ကိုထိန်းကြည့်ပေးတယ်ကိုယ်အလေးချိန်ကိုသဘာဝတိုင်းထိန်းကြည့်နိုင်တယ်နှလုံးအရိုးကြော်သားတို့တာမားစေတယ်စွမ်းအင် energy level ကိုတက်စေတယ်အိပ်စက်မှုနဲ့စိတ်အေးချမ်းမှုကိုတိုးတက်စေတယ်စီးကြုံနှလုံးကန်ဆာကဲ့သို့သောယောဂများကာကွယ်ပေးတယ်အချိုလျှော့ခြင်းအဆီလျှော့ခြင်းအငန်းလျှော့ခြင်းဟင်းသီးဟရွက်သစ်သီးဝလံများများများစားခြင်းရေမင်းများတောက်ခြင်းကဲ့သို့သောသင်းငယ်သောပြောင်းလဲခြင်းများဟာတက်တန်းရှည်ကြကျန်းမာစွာနေနိုင်ခြင်းရဲ့အခြေခံအဆောက်အဦများပဲဖြစ်ပါတော့တယ်